ဒီနေ့ April 30ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကိုနားဆင်ရမှာပါစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ပြပခရီးစဉ်မှာငားရန်အသုံးပြုနေတဲ့ Airbus အမျိုးအစားလေးရင်ကိုအပိသက်ဝဲဖို့စစ်ကောင်းစီကခွင့်ပြုလိုက်ပါတယ်အဲ့ဒီလေးရင်ကိုပြီးခဲ့တဲ့နှစ် November လ4ရက်ကတရုတ်နိုင်ငံခရီးစဉ်မှာအာနာသိန်းစစ်ကောင်းစီကောင်းဆောင်ကအထူးလေးရင်ဖြစ်အသုံးပြုခဲ့တဲ့မှတ်တမ်းရှိပါတယ်ရှင်ရှမ်းပြည်မြောက်ပိုင်းတက်ရံမျိုးအမှတ်၄ရပ်ကွက်ကနေအိမ်တိုင်မှာ ဒီနေ့နေခင်ပိုင်းကပောက်ကွဲမှုကြီးဖြစ်ခဲ့တာကြောင့်လူ၃ဦးဒဏ်ရာရသလိုပတ်ဝန်းကျင်ကနေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်ရှင်။ရခိုင်ပြည်နယ်မှာအရခတက်တော် AA နဲ့ဓာတ်ရိုက်ဆက်သွယ်မှုတွေဟာလိုအပ်လို့လှုပ်ဆောင်တဲ့အစီအမံတစ်ခုလို့ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားပါတယ်။ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကြီးအကြံပေးအရာရှိကဘင်္ဂလားဒေ့ရှ်နယ်စပ်ရဲ့အခြေအနေတွေ ပြောင်းလဲသွားပြီဆိုတာကိုတရားဝင်အသိအမှတ်ပြုထားကြောင်း မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်လုံးကိုစစ်ကောင်စီမဟုတ်တဲ့အစုအဖွဲ့တွေကချုပ်ကန်ထားကြောင်းပြောဆိုခဲ့ပါတယ်ရှင်။တောင်ငူမြို့မှာခြေဆိုင်တဲ့စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုဒီမနက်အစောပိုင်းမှာရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Mountain Knight Civilian Defense Forces အဖွဲ့ကထုတ်ပြန်ပါတယ်။ငလင်ကြောင့်နေပြည်တော်ကစစ်ရုံးချုပ်ထိခိုက်သွားပြီးနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာပြောင်းရွှေ့ရုံးထိုင်နေကြတယ်ဆိုတဲ့သတင်းအရတိုက်ခိုက်တာဖြစ်တယ်လို့ဆိုပါတယ်ရှင်။